ီစစ်မြေပြင်မှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာဒီနောက်ွယ်ကနေစစ်ပေးဆောင်ပြည်သူတွေအပါဝင်တနိုင်ငံလုံးကပြည်သူလူထုရဲ့အာထောက်ပံ့မှုနဲ့သူတို့ရဲ့ပေးပို့တဲ့သတင်းစကားတွေအပိတ်စကားတွေကဟိုဖက်ဖက်တို့လိုမျိုးရဲဘော်တွေရဲ့စိတ်တခွန်အားတွေကိုရောဘယ်လိုမျိုးပြန်လဲပြီးတော့မှဖြစ်တင်ပေးတယ်လို့ထင်လဲပေါ့နော်ဟိုပြည်သူတွေကိုရောဘယ်လိုမျိုးကျေးဇူးတင်စကားမျိုးပြောခြင်းလဲရှင်အော်ဟုတ်ကဲ့ဗျာဒီကျွန်တော်စစ်မြေပြင်မှာပေါ့နော်အခက်အခဲတွေကတော့အများကြီးရှိတယ် အာဘယ်လိုမျိုးလဲဆိုတော့ဒီစိတ်တဲ့ညာရင်းနဲ့ကျွန်တော်တို့ခါပြန်လာရဲပေါ့နော်အဲ့လိုမျိုးပြန်လာပြီဆိုရင်ကျွန်တော်ကစစ်ကြောင်တစ်ခုသွားလိုက်အော်ဒီစစ်ကြောင်မှာကလေးအနာကတိကြောင်းနေအများကြီးရှိတယ်ဗျာအဲ့လိုကြောင်းနေစစ်ကြောင်စကန်နေကျွန်တော်အများရောက်သွားခဲ့တယ်တွေ့သွားခဲ့ဆိုတော့ကျွန်တော်အနေနဲ့အာကျွန်တော်ဒီလိုမျိုးကဏ္ဍတွေမှာသူတို့တွေ့မြင်ရတဲ့အတွက်အာငါတို့ဘယ်လိုမျိုးလုပ်ပေးရမလဲအာသူတို့ကငါတို့အများကြီးပို့ပြီးစူးစမ်းပေးရမယ်အာငါတို့ဒီစစ်နိုင်မှာ တို့ရဲ့အိမ်နေအိုးအိမ်နေကျွန်တော်တို့ဟိုအရင်တိုင်းပြန်ပြီးတော့ထားပေးနိုင်မယ်တို့ရဲ့မြို့တွေကိုကျွန်တော်ပြန်ပေးနိုင်မယ်တို့မြို့တွေကိုတို့ပြန်ရောက်မှလည်းတို့ရဲ့လုပ်ကင်စားတောက်နိုင်မယ်ပေါ့နော်အရင်လုံးတို့ပြပြောရှင်ပြန်နေနိုင်မယ်အားအရာတွေကိုကျွန်တော်တို့ကပြန်တွင်းတွင်းနဲ့ကျွန်တော်တို့လှုပ်ရှားကြည့်ရအောင်ပေါ့ကျွန်တော်တို့ဆက်လုပ်ဖို့အတွက်ခွန်အားလည်းရပါတယ်ဗျာ ပြီးပြီဆိုရင်ဒီပြည်သူတွေကပေါ့နော်ဒီမြို့မှနေတဲ့ချိုးဆိုဘယ်လိုပြောမလဲဆိုစစ်ကားပနစီဖြတ်သွားပြီဘလောက်တက်လာတဲ့အဲဘလူးဘလူးတွေရှိတယ်သူတို့အင်အားနဲ့ပင်နေမှာဘလူးမျိုးနေကြတယ်ဆိုတော့သူတို့သတင်းစကားရလဲကျွန်တော်တို့အတွက်ပေါ့နော်ခွန်အားဖြစ်တယ်ဟောသူတို့ဒီရန်သူပါငါတို့ဘက်ကိုတက်လာတော့မယ်ငါတက်လာတော့မယ်ဆိုရင်ဒီပြည်သူတွေကကျွန်တော်တို့ပို့ပေးတဲ့သတင်းကြောင့်ကျွန်တော်တို့ကကျူတင်ပြင်ဆင်ရတဲ့ချုပ်ကဏ္ဍရှိတယ်ပေါ့နော်အဲအဲ့ဒီမျိုးကြောင့်ကျွန်တော်တို့ရဲ့ဒေဘော်တို့လည်းခွန်အားဖြစ်တယ်ပေါ့ဒါအထူးကိတ်ဆုံးရှုံးမှုဒါအ ਨੇ ဆုံးဒါပြည်သူတွေကပူပေါင်းပေးနေရပေါ့နော် အဲ့တို့လည်းကျေးဇူးတင်ပါတယ်ပြီးတော့ပြည်သူတွေကလည်းကျွန်တော်ပြည်တွင်းမှာရောပြည်ပမှာရောတောဖို့ပြည်သူတွေကလည်းကျွန်တော်တို့အခုချိန်ထိကိုကျွန်တော်တို့ပေါ့နော်အသွန်ခွန်ဆိုင်နဲ့ထောက်ပံ့ပေးနေရတယ်ရှိရပေါ့ငါအဲ့တို့ကြောင့်လည်းကျွန်တော်တို့အနေနဲ့ခွန်အားတွေလည်းရတယ်အဲ့တို့ကြောင့်ကျွန်တော်တို့ကျွန်တော်တို့အနေနဲ့ပြောချင်လဲဆိုတော့ကန်းကျုံမီကျုံကန်းမီကျွန်တော်ကခွေးလူပေါ့နော်ဘယ်လိုပြောမလဲတက်မရော်တာအမိတက်မရော်တာအဖမဟုတ်ပေါ့နော်ကျွန်တော်ပြည်သူတာမီပြည်သူတာအဖဆိုကျွန်တော်တို့ကကြေးကျော်ခဲ့တယ်ပေါ့နော်အခုချိန်ထိလည်းကျွန်တော်တို့ဒီပြည်သူတာမီပြည်သူတာအဖပဲပေါ့အဲ့တို့ကြောင့်ကျွန်တော်တို့ကကျွန်တော်လက်ဆောင်ပြန်ပေးချင်တာပေါ့နော်သူတို့မျိုးသူတို့ရွာတွေကိုကျွန်တော်တို့အနေနဲ့လက်ဆောင် င်ပြန်ပေးခြင်းနဲ့အာကျေးဇူးတင်စကားကတော့ကျွန်တော်တို့ပြည်သူထောက်ခံမှုမရှိရင်ကျွန်တော်တို့တော်လှန်ရေးကဒါရက်တန်တော့မှဂျင်းသေးတယ်ဒါလည်းတော်လှန်ရေးအတိုင်းဝန်းအကုန်လုံးကနားလေကြတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ကပြည်သူတွေရဲ့ချက်ချင်းကိုပဲလူချင်းပါတယ်ကျွန်တော်အနေနဲ့ကပြည်သူကျွန်တော်တို့ကပြည်သူတွေရဲ့အာမြို့တွေရွာတွေကိုကျွန်တော်တို့အောင်မြင်မှုတွေကျွန်တော်လက်ဆောင်ပြန်ပေးခြင်းပါတယ်ဗျအခုချိန်ဒီကျွန်တော်တို့ဘက်မှာရက်တိချက်ခံခံမှန်မှန်နဲ့ကျွန်တော်တို့စိတ်မရိုက်မလဲသွားပဲငါရက်တိပေးနေတယ်လေအာပြည်သူတယောက်ချင်းစီတောင်ကျေးဇူးထူးပင်တရှိပါတယ်ဗျ